တော်လန်နေကင်းပါမိတ်ဆွေများအားလုံးမင်္ဂလာပါ Facebook က live link နဲ့ပိတ်ခံထားတော့ဒီကနေပြီးနှုတ်ခွန်းဆက်ပါတယ်အားလုံးလူလူအားကိုအများကြီးလိုအပ်ပါတယ်အခုဒီကနေ့အချိန်ဒီကိုကြည့်ရင်တကယ်အကြတဲ့ဆုံးအချိန်တွေတခုလို့ကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်တော်လန်ရင်းဘက်ကအကျန်းဖက်အတ္တမလူအာနာသိမ်းထားတဲ့ ဆက်အနာရှင်ဖက်စစ်အုပ်စုအတွက်ကောအဲဒီနေ့အကြတဲ့ဆုံးအချိန်ဖြစ်ပါတယ်ဆိုတော့လက်ရှိဖက်စစ်တက်ကဲ့အနေထားကိုအကြံပြင်းကျွန်တော်သုံးသပ်ပြရရင်သူ့ရဲ့အထမဖန်းစီပြီးတော့ပေါ်တာဆွဲစစ်ထဲသွင်းထားတဲ့အောက်ခြေတသားတစ်တွေနဲ့ပတ်သက်ပြီးအဲသူတို့အထဲမှာအဲရိုက်ခတ်နေတဲ့ကြီးမားတဲ့ဂရက်အခုဆိုရခိုင်အရခတက်တော်တိုက်ထိုးစစ်ကြောင့်စစ်မြေပြင်ဖြစ်နေတဲ့နေရာကနေ ထွက်ပြေးနေကြတဲ့တကယ်ကိုပဲအာဒီတိုင်းပြည်ပြက်လို့ထွက်ပြေးနေကြတဲ့ပမာဖက်စစ်တပ်သားတွေရဲ့လူဟောင်းတွေရောလူသစ်တွေရောလက်နက်ရသလောက်တဲလက်နက်တွေဖြစ်လို့ဆွတ်ပြေးထွက်ပြေးနေကြတာတွေရောပြည်သူစစ်လို့ခေါ်တဲ့အတင်းအမဖမ်းဆီးစစ်တဲတွင်းခံထားရတဲ့ဒီတပ်သားတစ်ပေါ့ပါဆလေးတွေလည်းပဲအခုအင်းနဲ့အားနဲ့ထွက်ပြေးနေကြတဲ့အခြေအနေတွေရောဒါတွေကိုကျွန်တော်တို့ကြည့်ရှုပြီးတော့ဖက်စစ်တပ်ဟာအင်းအားတော့ပြန်လည်ကြီးမားအောင်ဗျံပဒါနီလန်းနဲ့အာဓမိုက် တုံပြီးတိဆောက်နိုင်ခဲ့ပေမဲ့မှန်ကန်တဲ့အင်အားမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့စီးရေးဆွမ်းပကားဟာနောက်ွယ်ကပံ့ပိုးပေးတဲ့တရုတ်နဲ့ရုရှားဘယ်လာရုစ်စတဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတွေကပေးပို့တဲ့လက်နက်ခဲယမ်းအင်အားပေါ်သာအဓိကမီတီနေပြီးတော့လက်နက်ခဲယမ်းနှဲသွားတဲ့အချိန်လေကြောင်းအကဲတာမှုယုံနေသွားတဲ့အချိန်ဒရုန်းတွေကောင်းကောင်းစစ်ဆင်နိုင်မှုမလုပ်တော့နိုင်တော့တဲ့အချိန်တော်လိုင်းဖက်ကထိုးစစ်တီး တချိန်ထိုးမဟာမိတ်တပ်ပေါင်းစုနဲ့ထိုးလာနိုင်တဲ့အချိန်မှာဖက်စစ်အကြမ်းဖက်တပ်ဗျူဟာအဆင့်ထိအင်းအားရီဟာဗျံပတာဖျော်ဖျက်ထွက်ပြေးကြရတဲ့အနေထားဆိုတာကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့နဲ့ထိဆက်နေတဲ့ပတ်ဝန်းကျင်ကအဆင့်မြေပြင်အခြေအနေတွေကိုကြည့်ရင်လည်းပဲကျွန်တော်တို့တော်လိုင်းဘက်ကရသမျှခွန်အားနဲ့ပြန်လည်ထိုးစစ်ဆင်နေတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်သတင်းလုံခြုံမှုအနေနဲ့ကျွန်တော်တို့ဘက်ကကြားသိမြင်တွေ့ရသမျှကိုအားလုံးကိုပြည်သူကို ထုတ်ပြန်နေကြမှာတော့မဟုတ်ဘူးဒါပေမဲ့တော်လိုင်းဖက်ကတော့ပြင်ဆင်မှုတွေစုဖွဲ့မှုတွေတပ်ပေါင်းစုမဟာမိတ်ဖွဲ့စည်းမှုတွေဆောင်ရွက်နေကြတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေတည်တည်နာလည်ထားမှာဖြစ်ပါတယ်ဒါကစီးရင်နဲ့ပတ်သက်လို့ဖက်စစ်တိုက်ကလက်ရှိအခြေအနေဖြစ်ပါတယ်ကျန်တဲ့အရေးအရာတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ခုဆိုလို့ရှိရင်မလေးရှားအာနိုင်ငံကလာသွားတဲ့အာဆီယံဥက္ကဋ္ဌပေါ့ဒီစားရှေ့လာသွားတဲ့နိုင်ငံကြီးဝင်ကြီးပေါ့ ။ဒီကတော့ဝင်းသားအားနဲ့ထုံးစံတိုင်းပဲဟာသူတို့ရဲ့လုံမဲ့အတူရောင်ရေကောက်ပွဲကိုမလေးရှားနိုင်ငံနဲ့အာဆီယံကထောက်ခံပါတယ်ဆိုပြီးကြေညာချက်ချက်ချင်းထုတ်ထုတ်တာနဲ့ချက်ချင်းမလေးရှားဒီကနေပြီးတော့အဲလွတ်တော်ကိုယ်စားလှယ်တွေနဲ့မလေးရှားနိုင်ငံဘက်ကချက်ချင်း statement နဲ့ပြန်ခြေပလိုက်တဲ့နောက်ဖက်စစ်မြောင်းလန်အုပ်စုရဲ့လွန်စွာမှရှက်ဖွယ်လိလိအတိဖြစ်သောလိန်လေလှည့်ဖြားသတင်းထုတ်ပြန်မှုဘူးပေါ်သလိုပေါ်သွားပြီးတဲ့နောက် အာဆီယံအခုဆိုရင်မကြခင်ကျင်းပတော့မယ့်အာဆီယံထိပ်သီးညီလာခံမှာ၄နှစ်ကျော်ကာလကြာခဲ့ပြီသူတို့မင်းအွန်လိုင်းကိုတိုင်ဂရိပေးခဲ့တဲ့5 point concession ကို ခုထက်ထိသဘောတူလိုက်နာဆောင်ရွက်ချင်းပူးပေါင်းခြင်းမရှိတဲ့မင်းအွန်လိုင်းကိုဘယ်လိုဆက်လက်သွားမလဲအာဆီယံရဲ့ဂုဏ်သိက္ခာကလည်းအဆုံးစုံထိရေစုံမျှော့ရမယ့်အနေအထားရောက်နေပြီဒါတွေဟာလာမယ့်အာဆီယံထိပ်သီးညီလာခံမှာအဲကျွန်တော်တို့တော်လိုင်းရင်းနဲ့ပြည်သူ့ရဲ့ ဒီလူလားတောက်တာချက်တွေခွန်အားတွေဖြစ်လာနိုင်စရာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အလုံးစုံမျှော်လင့်လို့မရပါဘူးအာဆီယံနိုင်ငံတွေဆိုတာကလည်းသူတို့ကိုယ်ကျိုးစီးပွားဟူတာအဓိကကြည့်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်ဘလောက်ပဲဒီမိုကရေစီနဲ့လူ့ခွင့်ရေးမြန်မာဗန်းလှောက်အောင်ကြွေးကြော်ထားစေကာမို့တကယ်တော့အာဆီယံလည်းတိတ်အားကိုးလို့ရတဲ့အနေအထားမဟုတ်ပါဘူးဒါပေမဲ့အခုဖြစ်ပေါ်လာတဲ့ဘိုင်ပိုလာဒီ CA ခေလွန်တတိယကမ္ဘာစစ်တာဆူနေတဲ့ကာလမှာအာဆီယံနိုင်ငံတွေဟာလည်းပဲစစ် အင်အားကြီးနှစ်ခုကျွမ်းနှကောင်ကြားခတ်တဲ့မြေစာပင်ဖြစ်မသွားအောင် Indo-Pacific Strategy အရတကယ်တကယ်စီရေးအရှိန်အပြင်းဆုံးဖြစ်လာမယ်ဆိုရင်အာဆီယံမှာအဓိကတက်ရောက်လာမယ့်စီရေး PR လှိုင်းတွေကြောင့်ခုကရေကသူတို့ကလည်းပဲထွက်ပေါက် တော်လကောင်းမိတွေရတော်လကောင်းအင်အားကြီးနိုင်ငံတစ်ခုခုကိုအခြေပြုတဲ့စီရေးမဟာမိတ်ပြုမှုကြောင့်လကောင်းသူတို့အာဆီယံနိုင်ငံချင်းချင်းမှပဲဘက်နှစ်ဘက်ကွဲနေကြတာကိုကျွန်တော်တို့တွေ့ကြရမှာဖြစ်တယ်အဲ့တော့အာဓမ္မဝါဒဟိုအခြေပြုတဲ့မိစ္ဆာဝင်ရိုးစိုးနိုင်ငံတွေကို မိတွေချိကပ်လိုတဲ့နိုင်ငံတွေလည်းရှိသလိုဓမ္မကိုဆန်ဖြစ်ကျင့်သုံးပြီးတော့ဒီဂုံသိခါကိုတံပိုးထားကဒီမိုကရေစီနဲ့လူခွင့်ရေးကိုဦးစားပေးတဲ့အင်အားကြီးနိုင်ငံတွေနဲ့မိတွေပြီးဆောင်ရွက်လိုတဲ့အင်အားစုတွေလည်းရှိနေတာတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လှုပ်ခတ်မှုပြိုင်ဆိုင်မှုပုတ်တိုက်မှုတွေပြင်းထန်ဆုံးအခြေအနေအချိန်ခါကျွန်တော်တို့ရောက်နေတာဖြစ်တယ်ဒီချိန်မှာပဲရုရှားရဲ့ 73စီတွေသူ့နိုင်ငံထဲမှာတော့ထုတ်လုပ်လို့မရနိုင်တော့တဲ့ဘယ်လာရုစ်ကနေပြီးတော့တန်ချိန်ပေါင်းများစွာနေစဉ်တင်သွင်းလာတဲ့အထိရုရှားစီးပွားရေးကြားဆင်လာတာတွေယူကရိန်းကိုအမေရိကန်ကတာဝေးပြစ်လို့ရတဲ့သူရဲ့နောက်ဆုံးပေါ်ဒုံးမြန်တွေပေးဖို့လွှဲပြောင်းပေးမယ်ဆိုတဲ့သတင်းတွေအိန္ဒိယကအခုဆိုရင်တရုတ်ယွန်ငွေကိုအသုံးပြုပြီးတော့ရုရှားရှိရာရင်းနှံတိုးဝယ်ဖို့ကြိုးစားကအမေရိကန်ကိုခြေစုံခံဖို့ကြိုးစားလာတဲ့အနေအထားတွေတစ်ဖက်မှာလည်းပဲ ကိုကိုကျွန်းမှာတရုတ်တွေရှိမရှိအိန္ဒိယအစိုးရကလက်ရှိအာဏာသိမ်းစစ်ကောင်စီကိုမေးခွန်းထုတ်လာပြီးစစ်ကောင်စီဘက်ကပြူးပြူးပြပြမြက်ကလူးဆံပြနဲ့တရုတ်တွေမရှိပါဘူးဆိုညင်ချက်ထုတ်လာတဲ့အနေအထားတွေဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတဲ့အမေရိကန်စစ်သမောကြီးနဲ့အတူဘာတွေပါလာလဲဆိုတာမသိရတဲ့အနေအထားတွေစီးလေးချင်းမှုတွေပြီးစီးပြီးတဲ့နောက်သုံးပြတဲ့လက်နက်တွေဘေကိုရောက်သွားတယ်ဘာတွေဆက်လက်ဆောင်ရမလဲဆိုတာကိုခံမှန်းရခက်တဲ့အနေအထားတွေဒီအချိန်မှာအညာနဲ့ အာနာဘိုချက်ဖြစ်တဲ့နေပြည်တော်ပတ်ဝန်းကျင်ကတူးတူးတက်တက်ထွက်ပေါ်လာတဲ့လှုပ်ရှားမှုလှိုင်းကြီးတွေဘုံတိုင်းမလာခင်ပြည်လဲပြင်းလင်းညင်နေတက်တဲ့လက္ခဏာမျိုးတွေဒါတွေကကျွန်တော်တို့တော်လိုင်းရေးအတွက်ခံမှန်းလို့မရနိုင်တဲ့မနှက်ဖြန်တွေကိုပေါ်ပေါက်ရွေးချယ်လာမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့မြီတို့မြီပုံတော့ဖိအားနဲ့နော် ဖက်စစ်တပ်ကစိတ်သက်စစ်စင်အရာအခုမလေးရှားပဲထောက်ခံပါပြီလို့ပြောလို့စိတ်သက်ကြသွားဖို့ဖြစ်တာလေလူဟာမဟုတ်မလေးရှားမဟုတ်ပါဘူးပြန်ပြောတော့စိတ်သက်ပြန်မြင့်တက်လာတဲ့အချိန်နေစိတ်သက်တက်အကျကြီးဈားထဲမှာမြည်သူမြည်ဖို့ပဲကြုံရပါစီကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့လူအသိစိတ်ရှိတဲ့နိုင်ငံသားတွေကျွန်တော်တို့နောက်လာနောက်သားတွေကိုချစ်ခင်မြန်တို့တန်ဖိုးထားမြန်မာစီလိုတဲ့စိတ်စတနာရှိတဲ့နိုင်ငံသားတွေကိုယ့်ရဲ့မွေးရပါအခွင့်အရေးကို ကိုကိုယ်တိုင်ကောက်ွယ်မှရမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့ဓမ္မကို လက်ကင်ပြုတ်ပြီး အမှန်နဲ့တရားကိုခြေစုံရက်ကျင့်သုံးမယ်ဆိုတဲ့နိုင်ငံသားတွေကိုယ့်ရဲ့တမိုင်းကြောင့်ကိုအကောင်းဆုံးသာရေးဆွဲမယ်ဘယ်တော့မှအာနာရှင်စစ်တပက်ဘလူးတွေအောက်ဒူးမထောက်ဘူးကိုခြေပေါ်ကိုခြေစုံရက်ပြီးကြိုးစင်မဲ့တဲ့ရင်တက်ရပါစီဘယ်တော့မှအာဓမအောက်ဒူးမထောက်ဘူးဆိုတဲ့နိုင်ငံသားတွေကျွန်တော်တို့အားလုံးအနေနဲ့ညှို့လင်းချက်တွေရောင်ဒီတစ်ခါတလေမေးကောင်းမေးမယ်တေချာတာတော့ရောင်ဒီလုံးဝပျောက်မသွားပါဘူးအဲကမ္ဘာနိုင်ငံကြီးအခင်းကျင်းတွေမြန်မာနိုင်ငံကြီးအခင်းကျင်းတွေမကြခင်မှာ ရွေးချယ်ရခက်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံနေနဲ့ကမ္ဘာနိုင်ငံတွေကဆုံးဖြတ်ချက်တခုပေးလာမယ့်အနေအထားတွေခုဆိုလို့ရှိရင်9ရက်တာလောက်6ရက်တာလောက်ပဲဖြစ်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စစ်ပွဲအပြစ်ရမှုကိုအမေရိကန်သမ္မတကိုယ်တိုင်လာရောက်ပြီးတော့လက်မှတ်ထိုးမယ်တက်ရောက်ပေးမယ်ဆိုပြီးစစ်ပွဲတွေပြင်းရင်းမှုပေါ်မှာအင်မတန်မှ နှစ်လိုအားရဝင်ဆွတ်ဖွဲ့ခြင်းနဲ့အမေရိကန်သမ္မတထရန့်အတွက်ကျွန်တော်တို့၄နှစ်ကျော်၅နှစ် ြာကာလဖြစ်ပွားခဲ့တဲ့ကြမ်းကြုတ်ရက်ဆက်သောနိုင်ငံသားအချင်းချင်းအာဓမ္မနဲ့ဓမ္မကြားပို့တိုက်မှုပြင်းထန်တဲ့ဆက်လက်နက်ကင်တိုက်ခိုက်မှုတိုက်ပွဲကြီးတွေကိုအကောင်းဆုံးအဖြေထွက်ပြီးပြည်သူလူလာချက်ဖြည့်ဆွတ်အောင်အင်အားကြီးနိုင်ငံတွေရဲ့အထူးသဖြင့် American သမ္မတရဲ့ Laws of World ဘလို့ဆန္ဒရှိနေတယ်ဆိုတော့အကောင်းဆုံးအသုံးချပြီးဖြစ်ပေါ်လာနိုင်ရည်ရှိတဲ့မနှက်ဖြန်တွေဟာပြည်သူ့အတွက်စိတ်ပြည့်အားရော့စရာတွေမရှိပါဘူးစိတ်ခွန်အားအပြည့်နဲ့ကျွန်တော်တို့ယုံကြည်ချက်ကိုဂိုင်းဆွဲပြီးတော့ မနေ့ဖြန်ဒီအတွက်အကောင်းဆုံးကြိုးစားကြရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကြာရနေရကရရတာဝန်တွေကိုစွမ်းတလောက်ထက်ပုံမူကြည်ပြနေဖို့လိုပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်တပ်စွမ်းသမျှထက်ပုံပြီးအကောင်းဆုံးဆောင်ရွက်နေပါတယ်အဲ့တော့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်လက်တွေအောက်ခြေကတကယ်ကိုမြင့်မြတ်စွာနဲ့အသက်ဘဝခန္ဓာပေးဆက်ပြီးတော့တိုက်ဖို့ဝင်နေတဲ့တော်လန်တော်သူရဲကောင်းတွေကိုဒီစားစွာဂုဏ်ပြုရင်းနဲ့ ျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးကွဲပြားခဲ့တဲ့ခွဲခြားမှုတွေကိုခွာချပြီးပေါင်းစည်းဆောင်ရွက်နိုင်စွမ်းနဲ့တည်ဆောက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးတမိုင်းသင်ကန်းသာအပြည့်နဲ့1962ကစပြီး1988ဖလီကား၃ထစ်ကျော်နှင်းခဲ့ပြီးဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးသုံးသက်သုံးသက်ချက်ထုတ်ခါဝိဝါဒကွဲပြားမနေပဲကိုယ်တစုတစ်ဖွဲ့တနည်းအားကွက်ကွက်ပဲအင်အားကြီးထွားဖို့ကြိုးစားမနေပဲနဲ့တနိုင်ငံလုံးမှာ တကယ်ကိုပဲကင်ဆာယောဂကြီးလို့ပြန့်နှံ့ပြီးချုပ်ကင်ဖို့ကြိုးစားလာတဲ့ဖက်စစ်အကျန်းဖက်အဓမ္မစနစ်ဆိုးကြီးကိုလုံးဝအမြင့်ချိုးပစ်လှန်ကာနိုင်ငံတော်တစ်ပြည်တော်စုသားအားလုံးပေါင်းစပ်စုဖွဲ့စုစည်းနေထိုင်တဲ့နိုင်ငံတော်တစ်တိဆောက်နိုင်တဲ့အထိကျွန်တော်တို့ကြိုးစားနိုင်မှကျွန်တော်တို့အားလုံးရဲ့မနှဖြန်နေအာမခံချက်ရှိမှာဖြစ်ပါတယ်ခုချိန်မှာဘလောက်ပဲတစုတစ်ခွဲအင်အားတကူကြီးထွားနေပြီစီအာလင်းပြစ်လက်နဲ့ကြီးတွေကာယပြီးတော့ မဥပမာဆိုရည်လူရဲအစီပေါ့ကျွန်တော်အရင်အားကြရတယ်လင်းပြစ်လက်နဲ့ကြီးကြီးနဲ့စီးပြခန်းသားကြီးနဲ့ကြီးကျယ်တဲ့အားကြီးဘလောက်ပဲအဲစုဖွဲ့ပြင်ဆင်ထားနိုင်ပါစေအခုဒီရက်ပိုင်းတော်တွင်တရုတ်ပြည်မှာတည်တံချမှတ်ခံရတဲ့ကိုကန့်ခေါင်းဆောင်ဤအပါဝင်နော်ဒီအခြေအနေအခင်းချင်းတွေကိုကြည့်ရှိပြီးတော့ဖက်စစ်တပ်ကကစားလာတဲ့စစ်ကစားမှုသူ့နောက်ကမိစာဝင်ရုံးနိုင်ဝင်ရုံးစွန်းနိုင်ငံကြီးရဲ့ပါဝင်ပတ်သက်ဆွတ်ဖက်လာတဲ့နိုင်ငံရေးစီရီဒါတွေကိုကြည့်ပြီးတော့ မိမိမိမှာဘလောက်ပဲအင်အားကြီးမားတယ်လို့ထုတ်ပြန်နိုင်တဲ့စီးပြကြီးတွေပွဲကြီးတွေတိုက်ပွဲကြီးတွေနေမြေသိမ့်ပိုက်မှုကြီးတွေရှိနေစေကမူဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်အုပ်စုအဆိုးရှင်နေသည်မြဘယ်အစုအဖွဲ့မှမနှက်ဖြန်နေမလှပနိုင်ဘူးဆိုတာကိုသိရှိပြီးအားလုံးပေါင်းစည်းကြိုးပမ်းနိုင်ကြပါစေဖက်စစ်အကြမ်းဖက် institution ကြီးကိုနော်ဖက်စစ်စိတ်ဓာတ်အမြင့်ဖြန့်နိုင်သည့်အထိကျွန်တော်တို့အားလုံးကြိုးပမ်းနိုင်မှာ ကျွန်တော်တို့မနေ့ဖြန်အနာဂတ်ဒီတာလှပမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သုံးသပ်မိသည်ဗျတင်ပြပြီးပြည်သူကိုစိတ်ခွန်အားပေးပါတယ်ကျွန်တော်တို့အတူရုန်းကန်ကြပါစို့ဒေါန်ဆာစုကြည်ပြောခဲ့တဲ့နောက်ဆုံးရက်ပေါ့နော်ဒေါန်ဆာစုကြည်ရုပ်မြင်တန်ကြားကနေပြီးတော့ဖန်းစီမခံရခင်တရက်လိုနောက်ဆုံးပြောခဲ့တဲ့မိကွန်းလေးကပြုံးပြုံးလေးနဲ့မှားသွားတဲ့အမှားစကားကိုပြန်ပြီးတတိယကခွန်အားကို ပုံမူအားထုတ်ရုန်းကန်ကြပါစို့မေဆုကဘာပြောသွားလဲ ပြည်သူသာအဓိကပါပဲကျွန်တော်တို့ပြည်သူတူချင်းပြည်သူတွေကပြည်သူတယောက်အနေနဲ့အပြန်အလှန်ခွန်အားပေးပါတယ်ကျွန်တော်တို့အားလုံးအတူတူကြိုးစားရင်မနှက်ဖြန်ဒီအားလုံးအတူတူပိုင်ဆိုင်ရမှာဖြစ်တယ်ငြိမ်းချမ်းမှုတွေကိုအတူတူခံစားရမှာဖြစ်ပါတယ်ပြီးတော့မှနာကျင်ကြေကွဲစွာဖြတ်တန်းခဲ့ရတဲ့ဖက်စစ်ကပ်ပြက်ခေဆိုးကြီးအကြောင်းကိုမြေရည်တွေနဲ့တော်လကောင်းအန်ကျေးရည်တော်လကောင်းနောက်လာနောက်သားလူလူမမယ်လေးတွေကို 光说电价不大于多少高，就能让阿龙哎、欸，家嘛，垃圾亩的土，批小家了不能。